မင်္ဂလာနံနက်ခင်းပါခင်ဗျာဒီတစ်ခါတော့ပေါ့နော်ကျွန်တော်တို့ပထမဆုံးအနေနဲ့မနေ့ကအင်တာဗျူးလုပ်ခဲ့တဲ့ Joshua Ban နဲ့ပတ်သက်တဲ့ကလကနာကွယ်ကအကြောင်းအရာလေးကိုနည်းနည်းချင်းချင်းပြောကြရအောင်ပါဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ချပြတဲ့အနေထားမှာပေါ့နော်ဟိုအနည်းစုတော့ပေါ့နော်မပြောပါလောက်တဲ့အနည်းစုတော့ပြည့်တဲ့တည်းရဲ့ feedback ကိုကျွန်တော်သဘောမကျဘူးနော်ဘယ်လိုပုံစံမျိုးလဲဆိုတော့ကျွန်တော်က Joshua Ban ရဲ့ game plan လေးသွားမေးနေတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ဟိုဟိုကိုယ့်ရဲ့ game plan ကိုတခြား fighter တီးသွားစေချင်အမျိုးမျိုးပဲဗျအဲ့လိုပုံစံမျိုးကြီးဆိုတော့ ကျွန်တော်နည်းနည်းတော့သဘောမကျဘူးဗျာဘာဖြစ်လို့လဲဆိုတော့ဟို professional fighter တယောက်ကိုဘယ်လိုပုံစံမျိုး interview ရတယ်ဆိုတာကျွန်တော်မြန်မာပြည်မှာကျွန်တော်အရင်ဆုံးချပြခဲ့တာဟိုဆိုလင်းဦးကိုထိုင်းမီဒီယာတွေကဘယ်လိုပုံစံမျိုးနဲ့ information ယူကြတယ်ဆိုလင်းဦးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဘယ်လိုပုံစံမျိုးသူတို့သိကျင်ကြတယ်စသဖြင့်နှိုင်းနှိုင်းချွတ်ချွတ်ဘယ်လိုမေးကြတယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်အရင်ဆုံးချပြခဲ့တာကျွန်တော်ပဲပါပါနဲ့နဲ့နဲ့ဒီလိုပုံစံမျိုးကိုယ့်ရဲ့ fighter တွေကိုဘယ်လိုဘယ်လိုဆိုတာတွေကိုစက်တိုက်ကျွန်တော်ချပြရပြီအဲ့လို ကျွန်တော်လိုချပြတဲ့လူပဲလာပြီးတော့ဘယ်ကလူတွေရဲ့ဟိုမျိုးစကားတွေနားရောက်ပြီလဲမလို့လာလာပြီးတော့အဲ့လိုအဲ့လိုပုံစံမျိုး comment မက်လာကြတော့ကျွန်တော်သဘောမကျဘူးဗျာဘာဖြစ်လို့လဲဆိုတော့ Joshua Ban ရဲ့အနေထားကကျွန်တော်တော်တော်ကြီးကိုပြီးွားစဉ်းစားထားတယ် Joshua Ban ကကျွန်တော်တို့လူမြန်မာမီဒီယာတွေနဲ့မတွေ့ခင်ကတည်းကကဘာပေါ်ကနာမည်ကြီးမီဒီယာသမားတွေနဲ့အကုန်တွေ့ခဲ့ပြီးပြီကျွန်တော်တို့ကနောက်ဆုံးမှဒီသူ last week ကိုမသွားခင်လေးမှကျွန်တော်တို့ကတွေ့ခွင့်ရလို့မဟုတ် ဒီအင်တာဗျူးလုပ်ခွင့်ရတာကမ္ဘာကျော်မီဒီယာသမားတွေကဂျောရှွာဘန်ကိုညှစ်ထုတ်ခဲ့ပြီးဘလို့ပုံစံမျိုးကစားမလဲပန်နိုဂျာပါညာပါညာအကုန်လုံးညှစ်ထုတ်ခဲ့ပြီးကျွန်တော်နဲ့အင်တာဗျူးလိုက်လို့ဂျောရှွာဘန်ရဲ့ဂိမ်းပလန်လုံးဝပေါက်ကျသွားကြအကြောင်းရင်းမရှိဘူးဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ကဂျောရှွာဘန်ဂျောရှွာဘန်ကကျွန်တော်တို့နိုင်ငံကဆရှာပါပါထွက်လာတဲ့ fighter အဲ့လို fighter မျိုးကိုကျွန်တော်သွားပြီးတော့ခြောက်တွန်းစီမမိခွင့်မျိုးတစ်သက်လုံးကျွန်တော်မမေ့ဘူးစိတ်ချကျွန်တော်ရဲ့ fighter အကြောင်းကိုကျွန်တော်ကောင်းကောင်းသိတယ်ထပ်ပြောရရင် ျွန်တော်ကဒီအင်တာဗျူးလုပ်တဲ့အနေထားမှာပေါ့နော်ဟိုဘာမှလည်းကျွန်တော်ပြင်ဆင်ထားတာလည်းမရှိဘူးပုံမှန်အဖြစ်ဆိုရင် Canal Plus ကဒီသူတို့နဲ့ UFC နဲ့ host လုပ်တယ်ကျွန်တော်မြန်မာမီဒီယာတွေကအဲမိခွန်းနေပေးရတယ်သူတို့ကမေးပေးတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြောင်းမလို့ကျွန်တော်ကိုမိခွန်းလာတောင်းတဲ့အနေထားတော့ကဟိုအဲ့လိုဘန်ကကဘာပေါ်ကမီဒီယာမားတွေအများကြီးနဲ့ဖြေးပြီးပြီလို့အဲ့တော့သူ့မှာလည်းမေးခွန်းနေတာတအားထက်နေပြီပေါ့နော်တအားထက်နေတဲ့အတွက်ကျွန်တော်မေးခွန်းမထအောင်ပဲဟို ိုတိကျန်တဲ့မေခွန်းပေါ့ပေါ့ပွားပွားလေးပဲမေးလိုက်ပါမယ်ဆိုရင်ကျွန်တော်မေခွန်းနှစ်ခုပဲပေးတယ်အဲ့တော့ပြောချင်တာပေါ့နော်ကမ္ဘာပေါ်ကမီဒီယာသမားတွေနဲ့မေးတဲ့အနေထားတွေနဲ့ကျွန်တော်အဲ့ဒီဟာတွေနဲ့မတိုက်အောင်ဆိုပြီးတော့ကျွန်တော်မေးချင်တဲ့အကြောင်းအရာလေးပဲမေးလိုက်တယ်ပေါ့ပေါ့ပွားပွားလေးပဲမေးလိုက်တယ်ဘလိုပနီးနဲ့မှဂျိုရှွာဘန်ရဲ့ဂိမ်းပလန်တွေပေါက်ကြဆရာအကြောင်းရင်းကိုမရှိဘူးကဒါဟုတ်သူတို့ကိုသူတို့လူတိလူတက်ကြီးတွေပုံစံမျိုးနဲ့ comment တွေမှာမြင်ရတော့သဘောမကျဘူးဗျကျွန်တော်အနည်းစုတော့ပါအများစုတော့ပြည့်တက်တယ်ကတော့ကျွန်တော်ရဲ့စိတ်နာနားလေဗျအဲ့တော့သဘောမကျဘူးပေါ့နော် ျွန်တော်လိုလူတယောက်ကကိုဖိုင်တာတယောက်ပဲဘယ်တော့မှချနိုင်မှာမဟုတ်ပြီးတော့ကျတော့ကျွန်တော်ဆိုရင်ဂျော့ရှာဘန်ကဒီပွဲချင်းကတ်တဲ့အနေထားမှာပထမဆုံးချန်ပီယံကပ်စိန်ခေါ်ပွဲသူ့အနေနဲ့မီဒီယာဂျူတီတွေကချန်ပီယံကပ်စိန်ခေါ်ပွဲဖြစ်တဲ့အတွက်ဘယ်လောက်ထိ heavy ဖြစ်နေမလဲဆိုတော့ကျွန်တော်ကောင်းကောင်းသိတယ်အဲ့လောက်ထိကျွန်တော်မပင်းဘူးရအဲ့တော့ကိုကြောင့်မို့လို့စိတ်နောက်ရှည်လဲကျွန်တော်အဖြစ်မခံနိုင်ဘူးကိုကြောင့်ကိုမေးဝန်းကြောင့်မို့လဲဟိုဂျောင်းပိတ်သွားတဲ့ပုံစံမျိုးလုံးဝအဖြစ်မခံနိုင်ဘူးသူ့ရဲ့ team နေကြည့်လိုက်ဗျာ Joshua Ben team နေကြည့်လိုက်သူ့ရဲ့ သူ့ရဲ့ဒီ mindy story မှာကြည်လိုက်ရင်သိတာတယ်ဗျာဘလို့အနေထားလဲဆိုတော့ Joshua Bang ကခလေးတယောက်လို့ဆော့နေဗျာဟိုသူ့ရဲ့တဖွဲ့ဝင်တွေအကုန်လုံးသူ့ကိုအဲ့လိုခလေးတယောက်လို့ပြောရွှင်ဖြစ်အောင်ထားတယ်ဒါကဘာလဲဆိုတော့ပမာဆုံး champion ကပဲ single ball ထိုးတက်တဲ့အနေထားမှာသူ့ကိုသူဖိအားလည်းမဖြစ်စေချင်လို့သူတို့ရဲ့တပည့်ကိုဒါကြီးကိုတွေးပြီးတော့အမြဲတမ်းကောင်းနေမှာဒီအကြောင်းကြီးပဲလွှမ်းမိုးပြီးတော့ဟိုစိုးရိမ်စိတ်တွေများနေမှာဆိုလို့သူတို့တဖွဲ့လုံးအောင်ကို life ဖြစ်အောင်ဗျာ loreless ဖြစ်အောင်လုပ်ပေးနေတဲ့အနေထားကိုကျွန်တော်လည်းမြင်နေရတာပဲအဲ့တော့ ကျွန်တော်နဲ့အင်တာဗျူးတဲ့အနေထားမှာလည်းကျွန်တော်လည်းအဲ့လိုဟီဟာပဲလှုပ်သွားဗျာဒါကိုတောင်းမနဲ့တချို့လူတွေရဲ့စကားတွေဟာဟိုသဘောမကျစရာကြီးပေါ့နော်လူတယောက်ရဲ့စေနာကိုမမြင်မမြင်တဲ့ပုံစံမျိုးပေါ့အဲ့တော့အင်တာဗျူးတဲ့အနေထားကိုလည်းနည်းနည်းပြောကြည့်ခြင်းနေပါတယ်အင်တာဗျူးတဲ့အနေထားမှာကမှန်တမ်းပြောရင်တော့ကျွန်တော်ကကျွန်တော်အင်တာဗျူးဟမ်းမယ်လို့လုံးဝမျှော်လင့်မထားဘူး Canon Plus ကညီလေးတွေညီမလေးတွေကိုပဲကျွန်တော်မိကွန်းလှမ်းပုတ်ပေးထားတယ်ဒါလေးတွေတော့ကျွန်တော်သိကျင်တယ်ဒီလိုလေးတွေတော့ရှိတယ်ဘာဖြစ်လို့လဲဆိုတော့ဟိုတခြားသူတွေလည်းမမေးတဲ့မိကွန်းလေးပါဒီလောက်ပဲကျွန်တော်ပြောပြရပြီဗျအဲ့တော့ ဟိုကန်နပလက်ကအဲ့မှာမနေ့ကမှကိုကိုတိုင်းအင်တာဗျူးပဲမေးပေးပါလားဆိုတော့ဟောပြလို့အဲ့လိုကြီးလာလို့ကျွန်တော်ဘာမှလည်းပြင်မထားဘူးဆိုတော့ပေါ့ပေါ့ပါလေးပဲမေးလိုက်ပါမယ်ဆိုပြီးကျွန်တော်မေးတော့တဲ့အကြောင်းအရာတွေပေါ့ပေါ့ပါပါလေးတွေဘာမှခက်ခက်ခဲခဲအကြောင်းအရာလည်းမရှိဘူးလားအဲ့ဒါဟိုပဲသူတို့ပဲအတင်းကြီးပဲအခုမှလာပြီးစိုးရင်ပြတယ်လို့လို့အခုမှပဲကြောရွှာပဲငိုချစ်ပြတယ်လို့လို့ဆိုအရေးကြတော့အဆင်မပြေဘူးဗျာအထူးသဖြင့်ဗျာဟိုနားမလဲတဲ့လူကျွန်တော်လာပြီးတော့ရိုက်ပေါက်လို့ပုံစံမျိုးလာပြောကြတဲ့ပုံစံမျိုးကြအဆင်မပြေဘူးပေါ့နော်ဒါကတော့ကျွန်တော်မနေ့ကအင်တာဗျူးအနေထားလေးနဲ့ပတ်သက်ပြီး ပြည်သက်တွေကိုပြောပြတာ plus ပေါ့နော်ကျွန်တော်အားအသိမိတဲ့အကြောင်းအရာတစ်ခုပေါ့နော်ဒါလဲဆိုတော့ Joshua Pan ကမြန်မာလိုစကားပြောတတ်ရောမဟုတ်ဘူးဗျမြန်မာလိုတော့သူမှွန်းအောင်ပြောချင်မှပြောတတ်လိမ့်မယ်ဗျမြန်မာရဲ့အတိတ်ဖယ်ကိုတော်တော်ကြီးကိုနှက်ဆက်တယ်ဗျဟို သူစကလုံးအနေနဲ့မထိတ်ထုတ်ဖော်နိုင်ပေမဲ့သူစကလုံးအတိန်အနဲ့ဒီကောင်းကောင်းသိတယ်ဗျာဒီစကလုံးကသူ့ကိုဖောက်လိုက်တာလားဟိုသူ့ကိုကလိလိုက်တာလားဆိုတော့သူသိတယ်ဗျာဘယ်ညာလဲဆိုတော့ကျွန်တော်မေစီဘာဘာနဲ့ရှောက်ရဟီဟာလှုပ်လိုက်တာအဲ့ဒါကိုသူတန်းပြီးတော့မြန်မာလိုသဘောပေါက်တယ်သဘောပေါက်တော့သူအဲ့ဒီဟာသဘောပေါက်တာကိုသူဘေးကနေရအောင်လဲ ရှောင်ထွက်သွားဘယ်လိုပုံစံမျိုးရှောင်ထွက်လဲဆိုတော့ပြည်သက်တွေတိလိမ့်မယ်ဗျာဟိုအခုသူချစ်သူကပန်တိုဂျာဖြစ်နေပြီဆိုပြီးတော့ပြောတာတကယ်တကယ်တော့သူဆိုလိုချင်တာကဟိုသူကောင်းနဲ့မှာပန်တိုဂျာပဲဆိုမှုနေတယ်ဟိုမက်ဆီဘာဘာတော့မရှိဘူးဗျာလောလောဆယ်သူပန်တိုဂျာနဲ့ပဲအာယုံဆိုင်နေတယ်ခေါင်းနဲ့မှာအတွေ့ထဲမှာဟိုပန်တိုဂျာပဲအချိန်လုံးရှိနေဆိုတဲ့ပုံစံမျိုးပြောချင်တာဗျအဲ့မှာ အဲ့တော့ Joshua Brand ကမြန်မာဘောရတာကိုတော်တော်ကြီးကိုလေးလေးနက်နက်နားလဲတာပဲဆိုပြီးကျွန်တော်သဘောပေါက်သွားပါဗျာဒါတော့ပြည်သက်တချို့မြင်ကောင်းမြင်လိမ့်မယ်ကျွန်တော်အင်တာဗျူးသွားတဲ့ဒီနေ့ထားမှာပေါ့သူပြောပြသွားတဲ့အကြောင်းအရာတွေနောက်တစ်ချက်ကပေါ့နော်ဟိုကျွန်တော်တို့ထက်တောင်သူကပွဲချက်ကတဲ့အပိုင်းမှာလေးနက်ပါတယ်ဟိုမြန်မာဆိုတဲ့ဟာကိုတစ်ကမ္ဘာလုံးသိဖို့အကြောင်းအရာတွေပါတယ်ထိသူကျွန်တော်ဆိုအဲ့ဒီအရာကြီး heavy တွေဖြစ်မှာဆိုလို့မေးတော့မမေးတော့လည်းပဲအဲသူတခြားလေးပြောပြသွားပေါ့နော်အဲ့တော့ င်တာဗျူးတဲ့အနေထားကလည်းအများကြီးကျွန်တော်အချိန်မရဘူး10မိနစ်15မိနစ်လောက်ပဲကျွန်တော်ပြီးတာနဲ့တခါတည်းကျွန်တော်သိမ်းပလိုက်တယ်ပေါ့နော်သူလည်းတော်ရည်လှုပ်ရှုပ်နေရထမှာတဲ့ဟိုပုံမှန်ဆိုရင်တော့အဲအင်တာဗျူးပြရတဲ့ကျွန်တော်အလာပါဒါလာပါလေးစကားပြောကြသေးတယ်ဒီတစ်ခေါက်တော့သူလည်းဟိုချက်ချင်းပြန်လှည့်သွားတယ်ပေါ့နော်အဲ့တော့ဒီအကြောင်းအရာကိုပြန်ဆက်ကြရရင်ပေါ့နော်ဒီမနေ့ကအင်တာဗျူးကဘာမှပလန်လည်းမရှိဘဲနဲ့လှုပ်လိုက်ရတယ်ကျွန်တော်လည်းကိုကောင်းနဲ့မှရှိတဲ့အကြောင်းအရာလေးပဲမေးလိုက်ရတယ်တော့ဒီတိုင်အောင်ပေါ့နော်ပြည့်သက်ဒီ ထူးသဖြင့်ပေါ့နော်နိုင်ငံတကာကအင်တာဗျူးတွေကြည့်နေတဲ့အများတန်းကြည့်နေတဲ့ပြည်သက်တွေဆိုရင်ပိုပြီးကျွန်တော်ရဲ့စိတ်နာနားလဲလိမ့်မယ်ကျွန်တော်မေးသွားတဲ့အကြောင်းအရာတွေကနိုင်ငံတကာကသတင်းသမားတွေမေးတဲ့ပုံစံမျိုးမဟုတ်ဘူးသူတို့မမေးတဲ့အချက်လက်လေးတွေပဲကျွန်တော်ဆွဲထုတ်သွားတယ်ပြီးတော့ Joshua Ban ရဲ့ကိုကြီးကိုရာအချက်လက်လေးဥမာဟိုပျော်တန်ရန်တဲ့ကိစ္စလေးတွေအဲပြီးတော့ကြတော့ကိုရီတာတန်ကဒေတာအကျူရစီများတာဟို teammate တွေဖြစ်တာစတဲ့အကြောင်းအရာလေးဆိုတော့သတင်းတွေကိုအကုန်လုံးလိုက်ပြီးကြည့်နေတဲ့သူတွေ Joshua Ban ရဲ့ crazy ပြည်သက်အမှန်ကန်တွေကတော့ကျွန်တော်ရဲ့စိတ်နာကိုနားလည်မယ်ထင်ပါတယ် အဲ့တော့ဒီပွဲအကြောင်းကိုပဲဆက်ပြီးပြောကြရအောင်ပါမနေ့ကကျွန်တော်နဲ့အင်တာဗျူးတဲ့အနေထားတော့ကဂျိုရှွာဘန်ကလက်စပီကကိုမြောက်သေးဘူးဆိုပြီးပြောသွားတယ်ဒီကနေ့ညမှာတော့ဂျိုရှွာဘန်တို့တစ်ဖွဲ့လုံးကလက်စပီကကိုသွားနေပြီးမကြခင်ရောက်တော့မယ်သူရဲ့ပြိုင်ဘက်ပန်ဒိုဂျာကတော့လက်စပီကကိုမနေ့ကတည်းကရောက်တဲ့ဖိုက်တာတွေတက်ခိုးတဲ့နေရာမှာတဲနေပြီးဒီအကြောင်းကိုလည်း UFC ကပေါ့နော်ဒီပွဲအတွက်ချင်းကတဲ့ UFC Embedded Episode 2မှာခြားပြသွားတယ်ဂျိုရှွာပန်တို့အဖွဲ့ကတော့ဒီလမ်းမှာပဲရှိသေးတယ် တို့တော့လေဒီ UFC ကချပြလိုက်တဲ့ UFC Embedded Episode 2မှာတော့ Joshua Ben ရဲ့ပုံရိပ်တွေကိုထပ်ပြီးထည့်သွင်းထားတယ်။ဒီတစ်ခါမှာတော့ Four on Fight Club မှာလေ့ကျင့်နေတဲ့ပုံရိပ်တွေထည့်သွင်းထားတယ်။ Episode 1မှာတော့ Aslan Bazin Chin မှာနိဗျာကြီး Jose Pascual နဲ့ Heya လောက်တဲ့အကြောင်းတွေကိုကျွန်တော်ပြည့်သက်တွေကိုမနေ့ကပြောပြခဲ့တယ်။ ဒီတစ်ခါမှာတော့4 on 5 clip မှာလေ့ကျင့်နေတဲ့ footage တွေကိုဦးစားပေးချပြသွားတယ်ထူးထူးခြားခြားပေါ့နော်သူ့ရဲ့နီးပြချုပ်ကြီးလို့ပြောလို့ရတဲ့တနီယယ်ပနေဒါကသူ့ကိုအနိကပြင်ဆင်နေတဲ့ပုံစံမျိုးတွေချပြတယ်ပြီးတော့ကြတော့ Joshua Van ကိုတိုင်းဒီ UFC ကတင်ဆက်ခဲ့တဲ့ UFC Countdown Season ကိုကြည့်ပြီးတော့ဆက်ပေါ်မှာပြင်းနေတဲ့ပုံစံမျိုးလေးတွေချပြတယ် Joshua Van ရဲ့ teammate တွေအကုန်လုံးကလည်းလာမယ့် December 9ရက်နေ့တနင်္ဂနွေနေ့မနက်ပိုင်းမှာ Championship ပေါ်လာမယ့်ဆိုတဲ့ပုံစံမျိုးနဲ့ဝိုင်းပြီးကြွေးကြော်ပေးသွားခဲ့ကြပါတယ် အဲ့ဒီတော့ဒီပွဲပြင်ဆင်တဲ့အပိုင်းနဲ့ဂျော်ရှာဘန်ထူးကြီးရလာနိုင်ခြေရှိတဲ့အပိုင်းလေးတွေကိုနည်းနည်းပြောကြည့်ရအောင်ပါ။ရှေ့ကမှာတော့ကျွန်တော်ကဂျော်ရှာဘန်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတော့ရှုထောင့်ပေါင်းစုံကနေကြည့်ပြီးတင်ဆက်ခဲ့တယ်။သို့တော်လည်းပဲထူးကြီးအဖြစ်ဆိုရင်ဘလောက်ဘလောက်ရနိုင်တယ်ဆိုတဲ့အကြောင်းအရာတွေတော့ကျွန်တော်လည်းတိတိကျကျမသိလို့မတိုးထီကြည့်ခဲ့ဘူး။ဒါပေမဲ့ပြည့်တက်တွေကိုကျွန်တော်ပြောပြခြင်းတဲ့အချက်ကဂျော်ရှာဘန်ဟာဒီပွဲမှာချန်ပီယံကပ်စင်ကာပူထိုးရမှာ မိပပူးနဲ့ချင်းပါတဲ့မိတ်ကပ်ခေါင်းဆက်အောက်မှာကိုမင်းပွဲပုံစံမျိုးထိုးရမှာ UFC က fighter တွေက one championship ကနေ fighter တွေနဲ့မတူတဲ့တစ်ချက်က one championship မှာတော့အခုမှစပြီးတော့ပေးပါပြူး model ကိုစပြီးအကောင့်တွေဖော်တယ် UFC မှာတော့ဟိုးရခင်ကလေးကမိပပူးပုံစံမျိုးနဲ့ရောင်းချခဲ့တယ်အဲ့တော့ professional fighter တွေဟာဒီ promotion နဲ့စာချုပ်ချုပ်ဆိုချပြီးဆိုရင် သူတို့ရဲ့ level ကချန်ပီယံကပ်စင်ခေါ်ခွင့်နဲ့နှိစက်တဲ့ဆိုရင် paper view points ဆိုတဲ့ပုံစံမျိုးချုပ်ဆိုကြတယ်အဲ့ဒီအတိပဲကဘာလဲဆိုတော့ fighter တယောက်ကဒီပွဲတစ်ပွဲထိုးပြီးဆိုရင်ထိုးကြေးလက်ရမယ်ဘလောက်ဘလောက်ဆိုတာဖြင့်အကြီးကြီးအကုန်လုံးရမယ် plus ပေါ့နော် paper view ရောင်းချမှုကနေလဲဘလောက်ဘလောက်ခွဲတန်းရတယ်ဆိုတဲ့အကြောင်းအရာတွေလည်းထည့်သွင်းကြပါတယ်ဥပမာအားဖြင့် paper view ရောင်းချတဲ့အဆောင်ကြီးကအဲတသိန်းနဲ့၅သိန်းကြားဆိုရင်သူတို့အတွက် percent ကဘလောက် ငါသိနေတဲ့တန်ကြားဆိုရင်ပါစင်ကဘလောက်အဲ့လိုပုံစံမျိုးတွေနဲ့တို့ကထပ်ပြီးခွဲတန်းထက်ရတယ်ဒီလိုတော့အကြောင်းရင်းတွေကြောင့်ဖိုက်တာတွေကလည်းဒီပေးပါဘူးရောင်းချဖို့အတွက်ဟိုပုံစံမျိုးစုံနဲ့တို့ကတော်ကီတွေဖုတ်ကြတယ်ပိတ်သက်စိတ်ဝင်စားအောင်ပုံစံမျိုးစုံနဲ့ပြောကြတယ်ပွဲတွေကို promote လုပ်ကြတယ် အဲ့လိုအနေထားတွေကြောင့်မလို့စင်မွန်မာဆန်ဆွဲလာရမ်းလိုက်ရင်လည်းပြည်သက်တွေလည်းမြင်ဘူးကြလိမ့်မယ်ဒါကတော့ Joshua Ban ရဲ့ပွဲပါလို့မို့ကျွန်တော်ပြန်ပြီးနှွေးတာ UFC ရဲ့ပြည်သက်တွေကတော့ကျွန်တော်ဒီအကြောင်းတွေကို debate တလဲလဲပြောနေလို့မို့သိကြပြီးပြီအဲ့တော့ပြောချင်တာကပေါ့နော် Joshua Ban ဟာဒီပွဲထိုးသက်မဲ့အနေထားမှာခြေကပွဲတွေထပ်ပူပြီးတော့ကိုထိုးခြင်းအများကြီးပို့လိမ့်မယ်ဆိုတာအမခံပြီးပြောထားလို့ရပါတယ်အထူးသဖြင့် pay per view point တောင်ပါအောင်မှာဆိုတော့သူ့ရဲ့ထိုးခြင်းက တန်ကနန်အထိမကက်ရင်တောင်အဲ့ဒီဝင်ကြံလောက်အထိရှိမယ်။ဒါကြောင့်မို့လဲဂျော်ရှွာဘန်ဟာပြင်ဆင်တဲ့အပိုင်းတွေမှာတော်တော်ကြီးကို invest လုပ်ခဲ့တယ်။ပြည်သက်တွေသိကြပါလိမ့်မယ်။ဒီပွဲချင်းကက်တဲ့အနေထားတော့ကသူက recovery ဘိုင်းအတွက်ဒီဂျိုင်းယိုအေးကန်ကြီးတွေထဲမှာတောင်းမနေဝင်စိန်တဲ့ပုံစံမျိုးတွေပေါ့နော်။ဒါကဘလို့အနေထားမှာလုံနိုင်တာလဲဆိုတော့တကယ်ဟိုအဆင့်မြင့် အားကစားသမားတွေမှာလုံနိုင်တာဝင်ငွေတော်တော်ကြီးကောင်းတဲ့ကစားသမားတွေမှာလုံနိုင်တာအားကစားသမားတွေကလည်းသူတို့ရဲ့ level မြင့်လာပြီးဆိုတာနဲ့သူတို့ training တွေပို့ပြီးတော့အဆင့်မီလာတယ်ဒါလို့ recovery ဘိုင်းတွေမှာလည်းပို့ပြီးအဆင့်မီလာတယ် Joshua Ban ဆိုရင်သူ့အနေနဲ့ဒီ recovery session တွေမှာကောင်းကောင်းလုပ်ပြနိုင်ဖို့အတွက်ပြည့်သက်တွေကို mind story တွေကနေခဏခဏခြားပြခဲ့တယ်ဒါတွေကတော့ပြည့်သက်တွေကိုဘ ഹു တုတရအောင်ကျွန်တော်ပြောပြတာဖြစ်ပါတယ် နောက်ထပ်ပြောပြခြင်းနဲ့အချက်ကဂျော့ရှွာဘန်ဟာဒီပွဲအတွက်ပြင်ဆင်ခြင်းလုံလုံလောက်လောက်နဲ့စိတ်တိုင်းကြချင်းကပ်ပြင်ဆင်ခဲ့တဲ့ဆိုတဲ့အကြောင်းအရာလေးကိုထပ်ပြီး highlight လုပ်ချင်ပါတယ်ဂျော့ရှွာဘန်ရဲ့ UFC fighter ဘဝတစ်လျှောက်လုံးကိုကြည့်လိုက်မယ်ဆိုရင်ဒီလိုပုံစံမျိုးနဲ့ထိုးခွင့်ရတဲ့ပွဲဆိုတာအတော်ကြီးကိုနဲပါတယ် UFC fighter ဘဝကလကအဖွင့်ပွဲတုန်းကလည်း Zuma Gulov ကို short notice နဲ့ထိုးရတယ်ပြင်ဆင်ရင်တပတ်လောက်လေးနဲ့ weight တွေချတင်းဝင်ပြီးထိုးတယ် နိုင်ပွဲရတယ်အဲ့လိုပုံစံမျိုးနဲ့ချာချွန်ဆင်ကိုရှုံးနေသွားတယ်ချာချွန်ဆင်ကိုရှုံးနေပြီးနောက်ပထမဆုံးပြန်ထိုးတဲ့အကာချိုင်ရက်နဲ့ပွဲဆိုရင်လည်းဒီတိုင်းပဲဂျွန်ဆင်ကိုရှုံးနေခဲ့တာကလွန်ခဲ့တဲ့2လကမှရှုံးနေတယ် UFC ကအဲ့2လအတွင်းမှာမင်းနားရမယ်နောက်ထပ်ပွဲမထိုးရဘူးဆိုတဲ့ပုံစံမျိုးတားထားတယ်အကချိုင်ရက်နဲ့ထိုးတဲ့ပွဲဆိုရင်အဲ့ဒီနှစ်လပြည့်ပြီးလို့နောက်ရက်မှာပဲတန်းပြီးထိုးတာပါ။တနည်းပြောရရင်အလဲတော့နဲ့ရှုံးနေပြီးနောက်ပြန်ထိုးတဲ့ပွဲပြီးတော့ကြတော့ short notice ပုံစံမျိုးနဲ့လူစားဝင်ထိုးတဲ့ပွဲအဲ့လိုအနေထားမျိုးမှတောင်အက်ကာချိုင်ရက်ကိုသူကအနိုင်ရခဲ့တယ်အဲ့ဒီနောက်မှာတော့ Bruno Silva နဲ့တွေ့တယ်ပေးတယ် Bruno Silva ကနှုတ်ထွက်သွားတော့အနိကအစားဝင်လာတဲ့ Japan Fighter Ray Suria နဲ့ထိုးတယ်အနိုင်ယူတယ် Promotion Pack ကပြန်ပြီးတော့ Bruno Silva နဲ့ပွဲတယ်ပေးတယ်အနိုင်ယူတယ်အဲ့ဒီနောက်မှာတော့ Brandon Rubber နဲ့ထပ်ပြီး Short Notice ပုံစံမျိုးနဲ့တယ်ပေးတယ်အနိုင်ယူတယ်အဲ့ဒီအနေထားတွေကလည်းအခုလိုပုံစံမျိုးအထိရောက်လာတာပါအဲ့တော့ process တစ်ခုလုံးကိုကြည့်မယ်ဆိုရင် Joshua Ban က ရှုံ notice ပုံစံမျိုးတွေနဲ့လူစားဝင်ထိုးခဲ့ရတဲ့ထိုးခဲ့ရတဲ့အနေထားတွေရှိတယ်။ရှုံလိမ့်တဲ့အနေထားကနေပြောင်းပြန်လှန်တဲ့အနေထားတွေမှာတောင် short notice နဲ့ထိုးပြီးတော့အနိုင်ပွဲရယူတယ်။အနိကတိုင်ပဲအပြောင်းလဲတွေဖြစ်တဲ့အနေထားမှာလည်းသူကရအောင်လုပ်ပြတယ်။ကျွန်တော်ပြောချင်တာက Joshua Ban ဟာပြင်ဆင်ချိန်လုံးလုံးလောက်လောက်မရှိဘဲနဲ့တောင်ပွဲတွေကိုနိုင်အောင်ထိုးပြနိုင်ခဲ့တယ်။ Fighter အပြောင်းလဲတွေကြားမှာလည်းသူက game plan အပြောင်းလဲတွေနဲ့ရအောင် adapt လုပ်ပြီးထိုးသွားတယ်။ဒီပွဲကတော့ရှေ့ကရှေ့ကအနေထားတွေနဲ့လုံးဝမတူဘဲနဲ့ UFC ကဒီဂျွန်လာ29ရက်နေ့ကတည်းကဒီဖိုက်တာညကိုညနေချင်းဆိုင်ပေးတယ်ဒါကြောင့်မလို့ပြင်ဆင်ချိန်အားဖြင့်လေးလဝင်ကြံလောက်အထိရတယ် Joshua Ban ကိုယ်တိုင်လည်းအဲ့လိုပြင်ဆင်ချိန်လုံလုံလောက်လောက်ရတဲ့အတွက်ပန်ဒိုဂျာနဲ့ညနေချင်းဆိုင်ပြီးမှမိသားစု trip တွေထွက်ခဲ့တဲ့ဆိုတဲ့အကြောင်းပြည်သက်တွေငငဲကြလိမ့်မယ်သူတို့မိသားစုအကုန်လုံးဒီရေပူစမ်းနေမှာဒါမှမဟုတ်ပျော်နေပါနေတဲ့ပုံတွေပြည်သက်တွေကိုခြားပြခဲ့တယ်အဲ့လိုခီးစင်တွေကဒီသူချက်မြက်ကပ်စိန်ခေါ်ပွဲအတွက်ပြင်းပြင်းထန်ထန်ပြင်မဲ့အနေထားမှာကျူပြီးတော့ body ပိုင်းစိတ်ပိုင်းဆိုင်ရာပိုင်းတွေကို relax ဖြစ်အောင်အရင်ဆုံးလုပ်လိုက်တယ်ပြီးမှပွဲကိုဆက်နေတဲ့ကြချင်ကက်တယ်ဒီပွဲချင်ကက်ပြီးတော့ training camp ပြီးတဲ့အနေအထားတွေမှာလည်းပြည်သက်တွေတည်တယ်ခလင်းငယ်တယောက်လိုခုံပေါက်ပြေးလွှာစော်ကစားနေတဲ့ပုံတွေမြင်ခဲ့ရတယ် footage တွေကိုလည်းသူ့ရဲ့နှိပြတွေချပြတယ်အဲ့ဒီတော့ Joshua Ban ဟာဒီပွဲချင်ကက်တဲ့အနေအထားမှာအတော်ကြီးကိုလုံလုံလောက်လောက်ရှိတယ်စိတ်တိုင်းကြပြင်ဆင်ချင်ကက်ခွင့်ရတယ်အဲ့လိုအဲ့လိုအကြောင်းရင်းတွေကြောင့်ကျွန်တော်ကတော့ကျွန်တော်ရဲ့ fighter လေးဟာ ဒီပွဲမှာလုံးဝထိမှန်ထားတဲ့ပုံစံမျိုးတွေချပြလာနိုင်တဲ့ဆိုပြီးပြောထားခြင်းနေပါတယ်။အဲ့တော့ Joshua Ben ရဲ့ပွဲကိုချင်းကက်တဲ့အပိုင်းတွေပြင်းစင်တဲ့အပိုင်းတွေကိုပြောပြီးပြီဆိုတော့ Pandora နဲ့ပတ်သက်ပြီးသူအနီးကမှတ်ချက်ပေးတဲ့စကားတွေကိုဆက်ပြီးပြောကြရအောင်ပါ။ ဂျော့ရှောဘန်နဲ့ပန်ဒိုဂျာတို့အနေထားကအရန်ကိုကွာဟနေရဆိုတာပြည်သက်တိုင်းကလက်ခံတယ်။ကမ္ဘာကျောက်ဖိုက်တာတွေအများစုကလည်းဒီပွဲမှာပန်ဒိုဂျာပဲအနိုင်ရမယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ဟော်ဂိန်းထုတ်ကြတယ်။ထပ်ပြောရရင် Flyweight တန်းကဂျော့ရှောဘန်ရဲ့ပြိုင်ဘက်ဖိုက်တာအများစုကလည်းဒီအတိုင်းပဲခံမှန်းကြတယ်။သို့မေ့သည့်တိုင်အောင်ကျွန်တော်တို့မှလည်းကျွန်တော်တို့ဖိုက်တာလေးပေါ်ယုံကြည်မှုချက်ပဲအကြောင်းအရာတွေကြောင့်ရှိတဲ့နဲ့ဆိုတဲ့အကြောင်းအရာတွေကိုကျွန်တော်ရှေ့ကတုန်းကဆွဲထုတ်ပြခဲ့ပြီးပြီး ဂျော့ရှွာပန်ကိုယ်တိုင်လဲပေါ့နော်အဲ့လိုပုံစံမျိုးယုံကြည်မှုအပြည့်ရှိတယ်မနေ့ကအင်တာဗျူးသွားတဲ့အနေထားမှာလဲသူ့ကိုယ်သူယုံကြည်မှုအများကြီးရှိတဲ့ဆိုရဲအကြောင်းကိုပြီးသက်တွေကိုချပြခဲ့တယ်ကျွန်တော်ဒီနေရာမှာ highlight လုပ်ချင်တဲ့အချက်ကဒီကဘာကျော်သတင်းသမားတယောက် ADA ဟာဝန်နီးနဲ့အတွေ့မှာပေါ့နော်ဂျော့ရှွာပန်ကပန်ဒိုဂျာနဲ့ပတ်သက်ပြီးဘယ်လိုပုံစံမျိုးမှတ်ချက်ပေးလိုက်လဲဆိုရဲအကြောင်းအရာလေးဖြစ်ပါတယ်အဲ့ဒီအင်တာဗျူးမှာတော့သူကဒီပန်ဒိုဂျာနဲ့ထူးသက်မဲ့ပွဲဟာဝိုင်းယန်ဖိုက်တာနဲ့တက်လူဖိုက်တာထိတိုက်တွေ့တဲ့ပွဲမျိုးဆိုပြီးမပြောချဖို့တောင်းဆိုတယ် ။ဘာလို့လဲဆိုတော့ပန်ဒိုဂျာရဲ့အနေထားက Wayne Fighter မဟုတ်သေးဘူး။အသက်35နှစ်ဆိုတာအရွယ်ကောင်းပဲရှိသေးတယ်။ချန်ပီယံ level မျိုးကိုသူကဇက်တိုက်ချပြခဲ့တာ။ချန်ပီယံကပတ်ကာကွယ်ပွဲတွေလည်းဇက်တိုက်အောင်အမြင်မြင်ကာကွယ်ပြတဲ့ Fighter ။နောက်ဆုံးပြောရရင်ကိုင်ကာရာ friend နဲ့ပွဲမှာတော့ငါကိုင်ကာရာဖရန့်ဘာမှလှုပ်မရအောင်တော့သူကထိုးသွားတယ်အဲ့ဒီတော့ပန်ဒိုချာက Wayne Fighter မဟုတ်ဘူးအကောင်းဆုံးပုံစံရနေတဲ့ Fighter ဒါကြောင့်မလို့ပြိတ္တတွေနဲ့ပြောမယ်ဆိုရင်ပန်ဒိုချာကအသက်မကြီးသေးဘူးအကောင်းဆုံးပုံစံရနေတဲ့ Goat Fighter မျိုး Champion Fighter က်တာမျိုးဒီလိုပဲပြောစီခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့သူနဲ့ထိုးတဲ့အနေထားမှာတကယ်လို့သူအနိုင်ရခဲ့တယ်ဆိုရင်ဝိုင်းရင်ဖိုက်တာမလို့အကြပဲရောက်နေလို့စတဲ့ပုံစံမျိုးတွေလုံးဝပြောတာမျိုးမလို့ခြင်းမူလက်ရှိချန်ပီယံကောင်းတယောက်ဆိုတဲ့ပုံစံမျိုးပဲဆက်ပြောချဖို့ဆိုတဲ့ပုံစံမျိုးနဲ့ဂျော်ရှွာဘန်ကပြောဆိုသွားပါတယ်ဒီအကြောင်းအရာတွေကိုကြည့်ရင်မဲ့ကျွန်တော်ရဲ့ဖိုက်တာလေးကယုံကြည်မှုဘလောက်ထိပြင်းထန်လဲဆိုတာကောက်ချက်ချလို့ရတယ်စိတ်ကူးနဲ့တင်ပုံဖော်ကြည့်လို့ရတယ်ဒီ UFC ကလူတွေနဲ့အင်တာဗျူးမှာလဲပန်ဒိုဂျာနဲ့ပွဲမှာ သူကသူအောင်ပွဲခံနိုင်ဖို့အတွက်ဘလောက်ထိယုံကြည်မှုအပြည့်ရှိတယ်ဆိုတဲ့အကြောင်းကိုလည်းအခုလိုပုံစံမျိုးနဲ့ထပ်ပြီးပြောပြသွားပါတယ်။ပွဲထုတ်မဲ့ညမှာဘလို့အခင်းကျင်းတွေဖြစ်လာမလဲဆိုတာစိတ်ကူးနဲ့ပုံဖော်ထားကြည့်ပြီးပါပြီ။စီစဉ်ထားတဲ့အတိုင်းတွေဖြစ်လာရင်တော့တော်ကိုအံ့အားသင့်ဖို့ကောင်းမှာပါ။ဒီပွဲကခက်ခက်ခဲခဲကြေးရမှာတော့သေးကြပါတယ်။သူကလည်းကျွန်တော်ရဲ့ grounding ကိုစမ်းသပ်မှဖြစ်တယ်လို့ကျွန်တော်တို့စီမားလည်းသူ့အတွက်ပြန်ပြီးပေးဖို့တခုခုရှိပါတယ်။ပွဲခင်းကျင်းကဘလို့မျိုးပဲဖြစ်လာပါစေယုံကြည်မှုရှိတယ်။ဒီပွဲကခက်ခဲမယ်။ ဒါပေမဲ့သုံးချီအတွက်မှာပဲအမှောက်သိပ်ပြမယ်ဆိုပြီးထပ်မံပြောဆိုသွားပါတယ်ဂျိုရှာဘန်ကတော့ကျွန်တော်နဲ့အင်တာဗျူးမှာလည်းသုံးချီအတွက်အမောက်သိပ်မယ်ဆိုတဲ့ပုံစံမျိုးပြောတယ်။ဂျိုရှာဘန်ရဲ့နှီးပြတွေကတော့နှစ်ချီအတွက်အမောက်သိပ်ပြမယ်ဆိုပြီးစက်တိုက်ပြောတယ်။တစ်ဖက်ကပန်ဒိုဂျာကလည်းရီယန်နက်ကက်ချုံနဲ့ပွဲသိမ်းမယ်ဆိုပြီးစက်တိုက်ပြောထားပါတယ်။ဒီညမှာပန်ဒိုဂျာရဲ့အနေထားလေးနည်းနည်းလေးပြောကြည့်ခြင်းသေးပါတယ်။ ပန်ဒိုချာကပြင်ပဖိုက်တာတွေကိုအနိုင်ယူတဲ့အခါအမှတ်နဲ့အနိုင်ယူခြင်းယူမယ်ပြီးတော့ကြာတော့ဆမ်မစ်ရှင်နဲ့အနိုင်ယူတဲ့ပွဲတွေလည်းအတော်ကြီးများပါတယ်အဲ့လိုဆမ်မစ်ရှင်နဲ့အနိုင်ရတဲ့အနေအထားမှာပန်ဒိုချာအနိုင်ရတဲ့ပွဲအများစုကဆမ်မစ်ရှင်လှုပ်လိုက်ရင်ရီယယ်နက်ကက်ချုပ်တွေကြီးပဲဖြစ်နေတယ်ဒါကြောင့်မို့လို့ဂျော့ရှွာဘန်အနေနဲ့လက်ချခံရတဲ့အနေအထားမှာရီယယ်နက်ကက်ချုပ်မပေးရဘူးတော့အတော်ကြီးသတိထားရမယ်ထင်ပါတယ် ကျွန်တော် fighter လေးကတော့တိတ်တောင်းတွေဘယ်လိုပုံစံမျိုးခုခံပြမလဲအဲ့လိုတိတ်တောင်းတွေမခံရအောင်ဘယ်လိုပုံစံမျိုးကစားသွားမလဲဆိုတဲ့အကြောင်းအရာတွေကိုမြင့်သက်တွေကိုဖွင့်မပြသည့်တိုင်အောင်သူ့မှာအစီအစဉ်ရှိတဲ့ဆိုတဲ့အကြောင်းမနေ့ကကျွန်တော်ရဲ့ interview မှာလည်းပြောသွားခဲ့ပါတယ် အဲ့ဒီတော့အကြောင်းအရာကိုနှစ်ချုပ်ရမယ်ဆိုရင်ရှေ့လာမဲ့တောက်ကြနေ့မှာတော့ UFC 323ပြိုင်ပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲလုပ်မယ်။အဲ့ဒီသတင်းစာရှင်းလင်းပွဲလုပ်ပြီးရင် fighter တွေက weight change ရမယ်။ weight change ပြီးရင်စင်ပေါ်မှာမျက်နှာချင်းဆိုင်ရမယ်။အဲ့လိုမျက်နှာချင်းဆိုင်ပြီးရင်တော့ဒီ Mobile Arena ကွင်းကြီးထဲမှာတရားဝင်ထွက်သက်တော့မှာပါ။ကျွန်တော်ရဲ့ fighter လေး Joshua Ban ကအာရှကနေထွက်ပေါ်လာတဲ့ပထမဆုံးအမျိုးသား fighter ဖြစ်လာမလားဆိုတာစောင့်ကြည့်အားပေးလိုက်ကြရအောင်ပါ။ က်လက်ပြီးတော့ကျွန်တော်တို့ fighter လေးရဲ့ပြင်ပဟောင်းတွေပွဲရသွားတဲ့အကြောင်းအရာတွေကိုလည်းပြောပြခြင်းပါတယ် UFC ကလာမယ့်2026ခုနှစ်ဖေဖော်ဝါရီလ28ရက်မှတော့မက္ဆီကိုကိုသွားပြီး UFC Fight Night ပြင်ပွဲကျင်းပသွားမှာပါအဲ့ဒီပြင်ပွဲမှာပါဝင်လာမယ့်တွဲဆိုင်နှစ်ခုကိုမနေ့က UFC နဲ့နီးစပ်တဲ့သတင်းတောက်တွေကချပြလိုက်တဲ့တိုက်ဆိုင်စွာနဲ့ပဲအဲ့ဒီတွဲဆိုင်နှစ်ခုစလုံးကကျွန်တော်တို့ fighter လေးရဲ့ပြင်ပ fighter ဟောင်းတွေဖြစ်နေပါတယ် မက္ကဆီကိုဖိုက်တာအက်ဂါချိုင်ရက်စ်ကဂျော့ရှာဘန်ကိုရှုံးသိမ်းခဲ့တဲ့ဘရာဇီးဖိုက်တာဖိလပီပူးနက်နဲ့ထိုးရမယ်။အက်ဂါချိုင်ရက်ဟာစပီးယားမှာကျင်းပခဲ့တဲ့ပြိုင်ပွဲတုန်းကဂျော့ရှာဘန်နဲ့တွေ့တဲ့ဖိလပီပူးနက်ကတော့ဂျော့ရှာဘန် UFC ကောင်းဆက်အောက်မှာပထမဆုံး TKO နဲ့အနိုင်ပွဲရယူနိုင်ခဲ့တဲ့ပြိုင်ပွဲဖိုက်တာမျိုးဖြစ်ပါတယ်။တနည်းဆိုရရင်ဂျော့ရှာဘန်ကိုရှုံးသိမ်းထားတဲ့ဖိုက်တာနှစ်ယောက်ထိတိုက်တွေ့တဲ့ပွဲဒီပွဲကမက္ကဆီကိုမှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲရဲ့ကောင်းဆက်အောက်မှာပါဝင်လာမှာပါ။ ီပြိုင်ပွဲမှာပဲနောက်ထပ်ပါဝင်လာမဲ့တွဲဆိုင်ကတော့ Pidu Fighter Kevin Boha ရဲ့တွဲဆိုင်ဖြစ်ပါတယ်ဒီ Fighter ကတော့ Joshua Ban နဲ့ Dana White Canada City ကောင်းဆက်အောင်မှာထိုးသက်ဖို့စီစဉ်ခဲ့တဲ့ Fighter သို့တော်လည်းပဲ Joshua Ban က Dana White Canada City မှာထိုးသက်เสียရမလို့ပဲ Zuma Gulo နဲ့ Short Notice နဲ့ထိုးလိုက်တဲ့အတွက်သူနဲ့ပွဲကပြတ်ခဲ့တယ်သူပိတိတိုင်အောင် Promotion က Joshua Ban UFC ကောင်းဆက်အောင်တရားဝင်ရောက်လာတဲ့အနေအထားမှာဒီ Fighter နဲ့ပြန်ပြီးပွဲတည်တယ် Joshua Ban ကအနိုင်ယူပြတယ် B2 fighter Kevin Boha က Joshua Ban ကို knock down ကြအောင်ထုတ်ပြနိုင်ခဲ့သည့်တိုင်အောင်လက်ရှိအချိန်ထိတော့ရလက်ကောင်းနေရအောင်ယူပြနိုင်ခြင်းမရှိသေးဘူးအဲ့ဒီအတွက် promotion ကလည်းသူ့ကိုပွဲတွေအရင်မချက်သေးဘူးဒီတစ်ခါတွေ့ရမယ့် fighter ဆိုရင် UFC ကောင်းဆယ်အောင်မှာတပွဲမှာမထိုးသေးဘူးဒေနာဝိုက်ကော်နာတာစီးရီးယားနေတက်လာတဲ့မျက်နှာသက် fighter အဲ့ဒီ fighter နဲ့ B2 fighter Kevin Boha တို့ကိုထိတ်တိုက်တွေ့ပစ်ထားတာဖြစ်ပါတယ် နောက်ထပ်ပွဲရသွားတဲ့ Joshua Ban ရဲ့ပြိုင်ဘက် fighter ကတော့ဆရှာပါပါ UFC ကောင်းစင်အောက်မှာကျွန်တော် fighter လေးကိုအလဲထိုးထားတဲ့ Charles Johnson မှာ Charles Johnson ကဒီ2026ခုနှစ်မှာပထမဆုံးခံခံနာနာနဲ့ကျင်းပမဲ့ UFC 324ပြိုင်ပွဲမှာထိုးသက်ရမယ်လို့သတင်းတွေထွက်ပေါ်နေတယ်။ကာယကရှင် fighter ကိုယ်တိုင်ကတော့မကြခင်သူ့ရဲ့ပွဲသတင်းထွက်လာမယ်ဆိုပြီးချပြထားပြီးပြီး UFC နဲ့နှိစက်တဲ့သတင်းတောက်တွေကတော့ Charles Johnson နဲ့တွေ့မဲ့ fighter က Wayne Fighter ကြီး LSP တွေဆိုပြီးပြောဆိုနေကြပါတယ်။ဒါကတော့ Flyweight တန်းကထွက်ပေါ်လာတဲ့တွဲဆိုင်တွေအကြောင်းကိုပြည်သက်တွေကိုချပြတာဒီဒီဇင်ဘာလအတွင်းမှာလည်း Flyweight တန်းကပွဲကောင်းနေရှိတယ်ဆိုတဲ့အကြောင်းကိုမနေ့ကကျွန်တော်ပြည်သက်တွေကိုပြောခဲ့ပြီးပြီး UFC 323ပြိုင်ပွဲမှာဆိုရင် Joshua Ban နဲ့ Pando Jaro တို့ထိတ်တိုက်တွေ့မယ် Main Card ကောင်းစင်အောက်မှာ Brandon Moreno နဲ့ Tetsuro Taino တို့ထိတ်တိုက်တွေ့မယ်အဲ့ဒီပြိုင်ပွဲပြီးလို့နောက်ဆုံးအနေနဲ့ကျင်းပမယ် UFC Fight Night ပြိုင်ပွဲမှာ ဘရန်နာရိုဘာနဲ့မာနက်ကတ်တို့ထိတ်တိုက်တွေ့အောင်မှာပါဒါကတော့ flying weight တန်းကလာမဲ့ပွဲစဉ်တွေကိုကျွန်တော်တန်းစီပြီးရေရွပြသွားခဲ့တာဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောပြခြင်းတဲ့သတင်းတစ်ပုဒ်ကတော့ဒီ one championship ကသတင်းမျိုးဖြစ်ပါတယ် ဝမ်ချမ်ပီယံရှစ်ဟာသူတို့ရဲ့ကွန်မန်တေတာတီးမှာအမျိုးသမီးတယောက်ကိုထပ်မံအားဖြည့်ခဲ့တဲ့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြခဲ့တယ်။အဲ့ဒီအမျိုးသမီးရဲ့အတန်ကဒီ UFC မှာကွန်မန်တေတာလုပ်နေတဲ့ Laura Sanko နဲ့အတော်ကြီးထပ်တူကြတယ်။သူမရဲ့သုံးသက်ချက်တွေကလည်းတော်တော်လေးအသက်ဝင်နေ။အခုတော့အဲ့ဒီအမျိုးသမီးကကွန်ဘေးမှာတဲ့သုံးသက်ရုံအားမရတော့ပဲကိုယ်တိုင်စင်မော်တက်ပြီးထိုးမှာပါ။ရှိလာမဲ့တောက်ကြနေညပိုင်းမှာကျင်းပမဲ့135 136ပြိုင်ပွဲမှာအဲ့ဒီအမျိုးသမီးရဲ့တွေ့ဆိုင်ပါပါတယ် ဲ့ဒီမျိုးသမီးရဲ့နာမည်ကိုတော့ Sarah လို့ခေါ်တယ်။သူမကဝမ်ချမ်ပီယံရှစ်မှာကွန်မန်ဒေတာအဖြစ်လုပ်ကိုင်နေတဲ့သူအခုတော့ဆင်မော်တက်ပြီးပြိုင်ပတ်တယောက်နဲ့ပွဲထိုးတော့မယ်။တနည်းဆိုရရင်ဝမ်ချမ်ပီယံရှစ်ကအလုပ်ကိုလည်းလက်ခံတဲ့ Fighter တယောက်အနေနဲ့လည်းဆက်ပြီးဖြောပြီးအုံမှာပါ။ဒီ Fighter ကဆင်အောင်မှာတော်ကီကောင်းသလောက်ဆင်မော်မှာရောစွမ်းဆောင်ရည်ဘလောက်တိကောင်းမွန်လဲဆိုတာရှေ့လာမဲ့တောက်ကြနေညပိုင်းမှာစောင့်ကြည့်လိုက်ကြရအောင်ပါ။ကျေးဇူးတင်ပါတယ်ခင်ဗျ။